အားလုံးပဲမင်္ဂလာပါဒီချိန်တွင်အကျိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီချိန်က trico သင်ခန်းစာတွေက exercise 10.6 number 3လေးကိုဒီချိန်ရှင်းပြထားတာဖြစ်ပါတယ်ဒီမေခွန်းလေးဟာဆိုရင်မေခွန်းကိုနားလည်အောင်ဖတ်ပြီးတော့ကိုယ့်အကိုပုံဆွဲပြီးတော့တွေ့ရတဲ့မေခွန်းလေးဖြစ်တဲ့အတွက်ဒီချိန်ကเนาะမေခွန်းနားလည်အောင်လဲရှင်းပြထားပါတယ်ဒါဆိုဒီချိန်ရှင်းတာလေးကြည့်ရအောင်เนาะ မင်္ဂလာပါဒီမေခွန်းလေးကတော့ exercise 10.6 number 3ရဲ့မေခွန်းလေးဖြစ်ပါတယ်မေခွန်းလေးက a kite flying at the height of 60 yards is attached to a string and climbs at 45 degree to the horizontal once the length of the string assume there is no slack in the string ဆိုတော့မေခွန်းလေးကဒီမြေပြင်ကနေပြီးတော့ဂိုင်း60အမြင့်မှာပြန်နေတဲ့ဆောင်ကလေးကိုကျိုးနဲ့ တွဲထားတဲ့အခါမှာအဲ့ဒီတွဲထားတဲ့ကြိုးကလေးဒီမြေပြင်နဲ့45ဒီဂရီစောင်းနေတာဖြစ်တယ်။ဒါဆိုလို့ရှိရင်တော့ဒီကြိုးရဲ့လျားကိုရှာပါတယ်နော်။အဲ့တော့တီချာတို့ဒီပုံလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီစွန်လွတ်ထဲလဲဆိုတော့ဒီစွန်နဲ့ဒီကျိုးလေးကဒီဆွဲထားတဲ့ကျိုးလေးကပေါ့နော်အမြဲတမ်းဒီဖြောက်မနေဘူးเนาะအိုက်အိုက်ကလေးပေါ့နော်အလိုလေးကွေးကွေးလေးနေတာအ တကယ်တမ်းမိကုန်းကိုတွက်တော့ခါကြတော့ဒီချိုင်တို့ရဲ့အဲ့ဒီအိုက်ကြနေတယ်ဆိုတဲ့စွန်လေးရဲ့ကျိုးလေးကိုเนาะအဖြောက်အနေနဲ့ပေါ့เนาะဒီယူဆပြီးတော့တွက်ပါလို့ပြောတာဖြစ်တယ်။ Those lap in the stream ဆိုတာကျိုးလေးကအိုက်မကြဘူးဆိုတဲ့အတိပဲကိုပြောတာပေါ့เนาะဆွဲလာလေးကိုဆက်ကြည့်မယ်ဒီမှာဆိုလို့ရှိရင် BC က horizontal ပေါ့เนาะဒါမြေပြင်ပေါ့မြေပြင်အထက် guide 60အမြင့်မှာဒီပြန်နေတယ်စွန်လေးရှိမယ်ဒါအမှတ်အေးနေရပေါ့เนาะ ဆိုတော့ရှာရမှာကဒီစွန်ကျိုးရဲ့လျှောက်ရှာမှာဖြစ်တယ်အဲ့တော့ပုံလေးဆွဲလိုက်တဲ့အခါမှာတောင်းမှန်တရိကန် ABC ရှိမယ် AC က60 yards angle B က45 degree AC ကမျက်နှာချင်းဆိုင်အနား opposite side AB က hypotenuse နော် AB over AC ဖြစ်တဲ့အတွက်ကြောင့်အချိုးက60 45 degree ဖြစ်တယ်။တော်တာလေးကြည့်ရအောင်။အဲ့တော့တောက်မှန်ဒရီဂန်လေးကိုအရင်ရေးမယ်။ in right triangle ABC မှာ AB over AC ဆိုတော့ hypotenuse over opposite side ဖြစ်တဲ့အတွက်ဒီရိုရဲ့အချိုးလေးဒီကိုဆက်45 degree ဖြစ်မယ်เนาะအဲ့တော့ဒီရိုတန်ဖိုးလေးထည့်လိုက်မယ် AB over เนาะ AC က60ဖြစ်တဲ့အတွက် AB over 60 equal to ကိုဆက်45ဆိုတာက special angle မှာရတူတံမိုးလေးရ root 2เนาะအဲကြောင့်မလို့60ကိုတစ်ဖက်ကိုပို့လိုက်မယ် AB equal to 60 root 2ဆိုတဲ့အဖြေလေးကိုရမှာဖြစ်တယ်ဆိုတော့ဒါဆိုကျတော့ကဂျိုးအလျားလေးရပြီပေါ့เนาะအဲကြောင့်မလို့ဖြေထုတ်မယ် therefore the length of the the length of the string is 60 yards ဆိုရဲ60 root 2 yards ဆိုရဲအဖြေလေးကိုရတာဖြစ်တယ်เนาะဒါဆိုတော့ကျတို့ဒီမေကွန်းလေးဟာเนาะမေကွန်းကိုလည်းတေချာဖတ်မယ်မေကွန်းနားလည်းမှာပုံဆွဲလို့ရမှာဖြစ်တယ်เนาะဒါလေးတော့သတိထားပါမင်္ဂလာပါ